ဒါကြီးကတော့တော်တော်လေးကိုမှဒီနားထောင်ရတာအဆင်မပြေဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီအားကစားသမားအချင်းချင်းအဲ့လိုမျိုးကြီးလေတိုက်တာကြီးကြတော့ဒီတစ်ဖက်လူယုကီယိုဇကဘာပြောထားလဲဆိုတော့ခဏလေကျွန်တော်ဘာသာပြန်ပြမယ်။နားထောင်ရင်းနဲ့ဘာသာပြန်ပေးသွားမယ်နော်။จะทําลายจิตวิญญาณคุณเขาจะทำลายชีวิตยานคุณ ဆိုတာကဒီသူ့ရဲ့ဘဝကိုရိုက်ချိုးပြစ်မယ်ပေါ့နော်သူ့ရဲ့ဘဝကိုရိုက်ချိုးပြစ်မယ်ဆိုပြီးတော့ယူကီယိုဇာကအဲ့လိုမျိုးပြောထားတယ်ပေါ့နော်သူ့ရဲ့ငိုင်ခပ်အဲဘလို့မျိုးဘလို့ခံစားမှုဖြစ်လဲပေါ့နော်ဘလို့ဘလို့ခံစားရလဲပေါ့အဲ့လိုမျိုးပြောတာကြားလိုက်တဲ့အချိန်မှာทําลายแบบไหนทําลายแบบไหนอ่ะဆိုတော့ကြတော့ဘလို့မျိုးရိုက်ချိုးมาလဲပေါ့နော်ဘလို့မျိုးအဲချိုးချိုးဖြတ်มาလဲပေါ့ถ้าเป็นภาษาบ้านเราอาจจะทําให้คุณเหมือนเสียมวยไปเลย ဟာသူတို့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုတို့ကိုတွေဘက်ကဒီအခေါ်ဝော်နဲ့ဆိုလို့ရှိရင်တဲ့ဖစာဘန်တော့စီယမွေပဲလေဆိုတာကဒီလက်ဝိသမိုင်းလက်ဝိပေါ့နော်လက်ဝိရဲ့ဒီသူ့ရဲ့ဝါသနာအရာလည်းဖြစ်နေတယ်လက်ဝိသမားဘဝကိုပါရိုက်ချိုးပြစ်မယ်ဆိုပြီးတော့အဲ့လိုမျိုးပြောထားတယ်ပေါ့နော်မျက်နှာလေးနည်းနည်းပြက်သွားတယ်သူသူမျက်နှာလေးနည်းနည်းပြက်သွားတယ်လုံးဝမထင်ထားတဲ့စကားကြီးကိုလေသူ့မှာလည်းအုံနှောက်ရှိတယ်သူလည်းစဉ်းစားတတ်တာပေါ့သူမျက်နှာလေး အဲသူမျက်နှာလေးနည်းနည်းပြက်သွားတယ်နော်သူ့မှာလည်းအုံနှောက်ရှိရယ်လေသူလည်းစဉ်းစားတတ်တာပေါ့ဒီလိုမျိုးကြီးပြောလာတဲ့အခါကျတော့ဒီအာကစားသမားအချင်းချင်းလက်ဝိသမားအချင်းချင်းဒါဟာတယောက်နဲ့တယောက်မလေးစားရကြာသွားတယ်ပေါ့နော် respect မရှိရကြာသွားတယ်ဆိုတော့စင်နာထောင်ကြည့်အောင်ကောမလေးကိတရာရင်ကောကောတမ်းတိကောတမ်းတိုင်းဟင်းကောဟိုင်ကောတမ်း ျွန်တော်နဲ့ဘာမှတော့ဘာမှတော့ဒီစဉ်းစားနေစရာတော့မလိုဘူးပေါ့နော်ဘာမှတော့ပြောနေစရာမလိုဘူးတဲ့သူလှုပ်စရာသူလှုပ်မယ်ဆိုလို့ရှိရင်တဲ့လှုပ်သွားပေါ့လေသူလှုပ်လို့ရမယ်ဆိုရင်လှုပ်သွားပေါ့ယူကီယူဇာကိုစူပါလိကအခုလိုမျိုးပြောလိုက်တယ်ပေါ့နော်ဘူးပြောပါခေါင်းကြီးမတမ်းပုံပေါ်ရတယ်နော်ဘုံကမီအဲခေါင်းအဲသူပြောတဲ့သူပြောတဲ့ပုံစံအတိုင်းပဲဖြစ်မှာတော့ပေးကြတယ်တဲ့ကျွန်တော်မှလည်းရှိတယ်ပေါ့နော်ကျွန်တော်မှလည်းရှိတယ်ပေါ့ เหมันก็ไม่ได้ง่ายขนาดนั้นหรอที่ผมจะไปยืนให้คุณต่อยเออแล้วทีเลยมันรวยว่ะบูเร่งาตุชิมาตัวไปแลวยับไปแลวตู้ไปทบัว่ะแล้วที่เลยมันรวยบูบอกเลยก็จริงส่วนส่วนน้อยผมก็ยังยังไม่เคยโดนหมัดในซงก็รู้เลยจนน้องเนี่ยเลตีเจไมาที่มาที่บูเดยวเนาะมาที่มาที่บูเดยวเลยไม่เคยโดนหมัดอ่อโดนหมัดนาะอะไรเงี้ย เขาบอกว่าเขาจะ ဩโดนမတ်နော်လက်ပြီးချက်နဲ့ဒီလက်ပြီးချက်နဲ့ပွဲသိမ်းခံရတာဆိုတာသူသူဘဝမှာတခါမှမရှိဘူးသေးဘူးပေါ့လေဆိုပါလေကအဲ့လိုအခုလိုမျိုးပဲပြောသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အိုက်ဒေါ်ကြီးဖြစ်တယ်ဆိုပါလေကိုအခုလိုမျိုးပြောတာကြတော့မိတ်ဆွေတို့ရောဘယ်လိုမြင်လဲပေါ့လေဘယ်လိုထင်လဲပေါ့စိတ်ထဲမှာဆိုတော့ကျွန်တော်ကတော့အဲ့ဒီစကားကိုတော်တော်ကြီးကိုစိတ်မသက်မသာဖြစ်ရတယ်ပေါ့နော် ရုပ်ကလေးကြီးတော့တနာကမနဲ့ဒီအဲ့လိုမျိုးကြီးသူများရဲ့ဘဝကိုပါရိုက်ချိုးမယ်ဆိုတဲ့အကြံစီကြီးရှိထားရဲဆိုတော့တတော်ကူမှအကျင့်မကောင်းတဲ့သူလို့ပြောလို့ရတယ်ပေါ့ဆိုတော့ပွဲအချိန်ကြာရင်သာမင်းတတိထားတော့တတိထားတော့တကယ်တကယ်တကယ်အဲ့ဒါလေးကိုလာပြောပြတာပါဆိုတော့အားလုံးကိုကျေးဇူးများတင်ပါခင်ဗျာ